မင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့မင်မင်ကဒီနှင်းစီပန်တွဲလောင်းခေါင်းဒီကွင်းထုံးဒီလေးကိုထိုးပြပေးပါမယ်เนาะသုံးနှားနဲ့ရှိကတော့မိကော်တွန်ဖိုးပလိုင်းကိုပဲသုံးထားတယ် SI 2မီတာကိုသုံးပြီးထိုးလို့ရတယ်เนาะမိကော်တွန်ကဖိုးပလိုင်း5ပလိုင်းအကုန်သုံးလို့ရပါတယ်เนาะဒါဆိုရင်ဒီနှင်းစီပန်လေးကိုစပြီးထိုးပြပါမယ်เนาะရင်ဥဆုံးနှင်းစီပွင့်လေးထိုးဖို့အတွက်ဖို့မီ20နဲ့5ကထိုးပါမယ်เนาะဒီ2 3 ဆယ်နဲ့၅ခါရပြီဆိုရင်ဒီပထမဆုံး ဖုန်မီပေါက်ကနေစရည်မယ်နော်1 2 3 4ဒီ၄ပေါက်မြောက်ကနေတိုင်လက်၄ထိုးမယ်နော်ဒီပေါက်ထဲမှာ တိုင်လက်၄၄တိုင်ထိုးပါမယ်နော်တစ်ပေါက်ထဲမှာဒီ2 3 လေးနော်ဒါမျိုးလေးရပြီဆိုရင်နောက်တစ်ပေါက်မှာတိုင်းရှိနှစ်တိုင်းထုံးမယ်နော်တတိုင်းပြီးရင်ဒီပေါက်ထဲမှာပဲနောက်ထပ်တတိုင်းထုံးမယ်နော်နှစ်တိုင်းเนาะပြီးရင်ဖို့မီတခါဖို့မီတခါထုတ်ပြီးဒီထိတ်လေးမှာအကူကန်းလန်လေးထည့်မယ်เนาะ ရီစားလေးကိုချိန်လာမယ်ပြီးရင်ဒီပောက်လေးတွေကနီးချက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ဒါမျိုးလေးပြီးရင်ဒီတိုင်ရီထိုးထားတဲ့ပောက်ထဲမှာပဲနောက်ထပ်တိုင်ရီတစ်တိုင်ထိုးမယ်နော်ဒါဆိုရင်ဒီမှာဒါမျိုးလေးရမယ်နော်ပြီးရင်နောက်တစ်ပောက်မှာလည်းတိုင်ရီနှစ်တိုင်ထိုးပါမယ်ဒီ နင့်နော်ဒီလိုမျိုးတိုင်းကြီးနှစ်တိုင်းထိုးပြီးပြီဆိုရင်ဖုံးမိတခါထိတ်လေးမှာကန့်လန့်လေးထည့်လိုက်မယ်နော်ရှီစားလေးကိုရှိတ်လာမယ်ရှက်ကော်လေးနဲ့ဒီလိုမျိုးချိုးလိုက်မယ်နော်ပြီးရင်ဒီပောက်ထဲမှာပဲနောက်ထပ်တိုင်းရှိတတိုင်းထိုးမယ်နော်ဒါမျိုးလေးဒါမျိုးလေး၅ပောက်ထိုးမယ်နော်ဒီနှင်းမင်းမင်းထိုးလာတာနှစ်ခုရပြီနောက်ထပ် ဒီမှာဖုံးမီ3ပေါက်ကိုလည်းဒီလိုပုံစံမျိုးလေးပဲထူသားမယ်နော်။ဟာဒါမျိုးလေး5ပေါက်ထိုးလာပြီးပြီဆိုရင်နောက်တစ်ပေါက်ကိုကြတော့တိုင်ရှိတတိုင်းအရင်ထိုးတိုင်းမယ်နော်။တိုင်ရှိတတိုင်းထိုးပြီးဒီပေါက်ထဲမှာပဲ2ရစ်တင်တိုင်းတတိုင်းထိုးမယ်နော်။မျိုးလေး နှီးတင်တိုင်းတတိုင်းထိုးပြီးဖို့မီတက်ခါထိုးမယ်ဖို့မီတက်ခါထိုးပြီးဒီထိတ်လေးမှာကန်းလန်လေးထည့်ပြီးတော့အဖုလေးလှုပ်လိုက်မယ်နော်ပွင့်ဖွဲချုံချုံလေးလှုပ်ထားပေါ့နော် ပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိတတိုင်းထိုးမယ်နော်မျိုးလေးပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှိတတိုင်းနော်ပြီးရင် ဒီပောက်ထဲမှာပဲနှစ်ရည်တင်တိုင်းတတိုင်းထိုးမယ်နှစ်ရည်တင်တိုင်းတတိုင်းရပြီဆိုရင်ဖုံးမီတစ်ချက်သတ်မယ်အထိတ်လေးကနေကန်းလန်လေးထည့်လိုက်မယ်ပြီးရင်ရှီစားလေးကိုဆွဲယူလာနိုင်မယ်နော်ဒါမျိုးလေးရပြီဆိုရင်ဒီပောက်ထဲမှာပဲတိုင်ရှိတိုင်ထိုးမယ် เนาะဒါဆိုရင်ဒီမှာဒါမျိုးလေးရပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှိဒရိုက်ထိုးမယ်ပြီးရင်ဒီပေါက်ထဲမှာပဲနေရတဲ့တိုင်ဒရိုက်ထိုးမယ်နော်ပြီးရင်ဖုံးမီတခါထိတ်လေးမှာအကူကန်းနာလေးထည့်ပြီးတော့အချီစားလေးကိုပောက်လေးကနေဆွဲဖြုတ်လိုက်မယ်နော် တမျိုးလေးပြီးရင်ဒီပောက်ထဲမှာပဲတိုင်ရှိတိုင်ထုတ်လိုက်မယ်နော်ဒါမျိုးလေးကြံနေတဲ့ဒီမှာကြံနေတဲ့အပေါက်လေးဒီကိုအကုန်လုံးဒီလိုမျိုးပဲထုတ်မယ်နော်တိုင်ရှိတိုင်နှစ်ရစ်တင်တိုင်တိုင်တိုင်ရှိတိုင်ဒီလိုမျိုးထုတ်မယ်နော်ဒီမှာမင်းမင်းထိုးလာတာနောက်ဆုံးထိရောက်ပြီเนาะနောက်ဆုံးထိရောက်ပြီဆိုရင် နောက်ဆုံးမှာကြတော့ဖွင့်မီ3ချက်ထိုးလိုက်မယ်เนาะဖွင့်မီ3ချက်ထိုးပြီးတော့ဒီတိုင်းချီထိုးထားတဲ့အပေါက်လေးထဲမှာပဲเนาะ ရှက်ကော်လေးနဲ့ရှိပ်ပြီးတော့အစည်းသားလေးကိုရှိရှိလေးဖြတ်လိုက်ပါမယ်နော်နှင်းစီပန်လေးကိုလိုက်တဲ့အခါမှာဒီမှာတိုင်လက်လေးတိုင်ထိုးထားတဲ့နေရာလေးကနေပြီးတော့လိုက်သွားမယ်နော်တမျိုးလေး ေဒါမျိုးလေးရပြီဆိုရင်ဒီမှာချုပ်ဝက်လေးနဲ့ဒီအလေလေးရနေပြီးတော့အချုပ်သွားမယ်နော်โอเคဒီမှာနှင်းဒီပန်းလေးကိုဒီလိုမျိုးလေးနှစ်ပွင့်ထိုးပါเนาะပြီးရင်ဒီမှာအညာတန်လေးကိုထိုးပါမယ်เนาะအညာတန်လေးထိုးဖို့အတွက်အရင်ဆုံးမကြည့်ဝင်ထဲမှာ တိုင်တိုလေး၅တိုင်ထိုးမယ်နော်ဖို့မီတရက်အရင်တက်လိုက်မယ်နော်ဖို့မီရှက်တက်ပြီဒီပေါက်ထဲမှာပဲတိုင်တို၅တိုင်ထိုးမယ်ဒီနိတုံးလေး၅နော်တိုင်တို၅တိုင်ရပြီဆိုရင်ဒီဝိုင်းလေးကိုဆွဲစီလိုက်ပါမယ်နော် ီမျိုးလေးဒီလိုမျိုးဆွဲစစ်ပြီးပထမဆုံးတိုင်တိုရဲ့အထိတ်မှာချက်ကော်လေးနဲ့အရှိတိုင်းမယ်နော်ဒီမျိုးလေးပြီးရင်ဖုန်မီတစ်ချက်တက်ပြီးတော့ဒီမှာတိုင်တိုထိုးထားတဲ့အပေါက်ထဲမှာဒီပထမဆုံးတိုင်တိုထိုးရတဲ့ပေါက်ထဲကနေတပေါက်မှာနှစ်တိုင်စီနဲ့ထိုးသွားမယ်နော်တပေါက်မှာ နှစ်တိုင်စီနှစ်တိုင်စီနဲ့ V တပတ်လေထူသားပါအောင်နော်နှစ်တိုင်ရပြီပြီးရင်နောက်တစ်ပေါက်မှာနှစ်တိုင်နော်ဒီလိုမျိုးတစ်ပေါက်မှာနှစ်တိုင်နှစ်တိုင်စီနဲ့10တိုင်ထူသားမယ်နော် ဒီလိုမျိုးလေထိုးလာပြီးပြီဆိုရင်ဒီမှာပထမအဆင့်မှာချက်ကိုလှုပ်ထားတဲ့နေရာကိုကြော်မယ်နော်နောက်တစ်ပောက်မှာချက်ကိုလှုပ်ထားတဲ့နေရာကိုကြော်ပြီးတော့ပထမဆုံးတိုင်တူရဲ့အထိတ်လေးမှာချက်ကိုလေးနဲ့ရှိလိုက်မယ်နော်ဒါဆိုရင်ဒါမျိုးလေးရမယ်ပြီးရင်ဖွင့်ပြီးငါးခါထိုးမယ်နော်နော်ဖွင့်ပြီးငါးခါထိုးပြီးတော့ဒီမှာကြီးထွက်နေတဲ့အပေါက်မှုပဲဒုတိယမြောက်အပေါက်ကနေပြီးတော့စမယ်နော်ချက်ကိုလေးတစ်ခါလှုပ်လိုက်မယ် เนาะပြီးရင်နောက်တစ်ပေါက်မှာတိုင်တူเนาะပြီးရင်နောက်တစ်ပေါက်မှာကြတော့တိုင်လက်နောက်ဆုံးပေါက်မှာကြတော့တိုင်ရှီเนาะတမျိုးလေးတမျိုးလေးရပြီဆိုရင်နောက်တစ်ပေါက်မှာနောက်ထပ်နဘေးကက်လေးရဲ့အတိုင်တူရဲ့အပေါက်ထဲမှာတိုင်တူလေးနဲ့ရှေးလိုက်မယ်နော်တမျိုးလေး ဒါဆိုရင်ဒီမှာဒါမျိုးလေးတစ်ခုရပြီเนาะပြီးရင်နဘေးကလေးရဲ့တိုင်တူရဲ့အပေါက်ထဲကနေရှက်ကော်လေးနဲ့ဒီလိုမျိုးလေးချိန်လိုက်မယ်ပြီးရင်ဖုန်မီငါးကပြန်ထိုးเนาะဖုန်မီငါးကထိုးပြီးဒီမှာထိုးခဲ့တိုင်လေးပဲပြန်ထိုးမယ်เนาะဒုတိယမြောက်ပေါက်ကနေစမယ်ရှက်ကော်လေးတစ်ခါเนาะပြီးရင်တိုင်တူတစ်ခါ တိုင်းတို့ထိုးပြီးတိုင်လန်တက်ခါတိုင်လက်တခါထုတ်ပြီးနောက်ဆုံးပေါက်မှာကြတော့တိုင်ရှိတခါเนาะတံမျိုးလေးတံမျိုးလေးရပြီဆိုရင်နဘေးကလေးရဲ့တိုင်တူရဲ့ပေါက်ထဲမှာတိုင်တူလေးနဲ့ချိန်เนาะပြီးရင်နောက်ထပ်နဘေးကလေးရကိုချက်ကော်နဲ့ဂူ ပြီးရင်ဒီလိုမျိုးအညာလေးပြန်ထိုးမယ်နော်။ဒါမျိုးလေးစုစုပေါင်း9ခုရှိရပါမယ်နော်။အညာတန်လေးထိုးလာပြီးပြီနော်။စုစုပေါင်းဒီလိုမျိုးချွန်းချွန်းလေး9ခုရှိရပါမယ်နော်။မင်းမင်းကထိုးလာပြီးဒီမှာအနောက်မှာကျိုးစာလေးတွေကိုဒီတိုင်းပဲရှိပြီးတော့ကကြီနဲ့ညှက်ထားလိုက်တယ်နော်။ပြီးရင်ဒီနေရာမှာတရွက်လေးကိုထိုးပါမယ်နော်။တိရွက်လေးထိုးဖို့အတွက်ဖွင့်မီခါ20ထိုးပါမယ်နော် ဒီလိုမျိုးဖွင့်မီ20ထိုးလာပြီဒီမှာပထမဆုံးဖွင့်မီပေါက်ကနေတိနှစ်ဒုတိယမြောက်အပေါက်ကနေပြီးတော့စပြီးတော့ထိုးရမယ်နော်ဒီဒုတိယမြောက်အပေါက်မှာတိုင်တိုလေးတတိုင်းထိုးလိုက်မယ်နော်အမျိုးလေးပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှိနော် ပြီးရင်နောက်တစ်ပေါက်မှာကြတော့နှစ်ရစ်တင်တိုင်းတတိုင်းထိုးမယ်နော်နှစ်ရစ်တင်တိုင်းတတိုင်းထိုးပြီးနောက်တစ်ခါကြတော့အမှသုံးရစ်ရစ်ပြီးနဘေးကလေးရဲ့အပေါက်မှာသုံးရစ်တင်တိုင်းတတိုင်းထိုးလိုက်မယ်ဒါမျိုးလေး ပြီးရင်နောက်ထပ်နဘေးကလေးပေါက်မှာကြတော့နှစ်ရစ်တင်တိုင်းပြန်လာထိုးမယ်ဒီလိုမျိုးနှီးနေတိုင်းတတိုင်းထိုးပြီးနဘေးကလေးရမှာကြတော့တိုင်စီတတိုင်းပြန်ထိုးမယ်။နော်တိုင်စီတတိုင်းထိုးပြီးတိုင်လက်တတိုင်းပြန်လာမယ်။ เนาะတိုင်နဲ့တိုင်ပြီးနဘေးကလေးရဲ့ပေါက်မှာကြတော့တိုင်တို့ပြီးရင်နဘေးကလေးရဲ့ပေါက်မှာချက်ကော်လေးနဲ့အချိန်ပဲเนาะအမျိုးလေးပြီးရင်နဘေးကလေးရဲ့ပေါက်မှာ တိုင်တို့တိုင်ပြန်လာမယ်ပြီးရင်နောက်တစ်ပောင်းမှာ တိုင်လိုက်တတိုင်းပြန်လာမယ်ပြီးရင်နောက်တစ်ပောင်းမှာတိုင်ချီတတိုင်းပြန်လာမယ် ပြီးရင်နှစ်ရစ်တင်တိုင်းတတိုင်းပြန်လာမယ်နောက်တစ်ပေါက်ပါနော်ပြီးရင်သုံးရစ်တင်တိုင်းတတိုင်းပြန်လာမယ်နော်၃ရစ်တင်တိုင်းတတိုင်းထိုးပြီး၂ရစ်တင်တိုင်းတတိုင်းပြန်လာမယ်။ ပြီးရင်တိုင်ရှိတတိုင်ပြန်လာမယ်နော်တိုင်ရှိတတိုင်ထိုးပြီးတိုင်လက်တတိုင်ပြန်လာမယ်ပြီးရင်နောက်ဆုံးမှာကြတော့တိုင်တို့တတိုင်ပြန်လာမယ်နော်ဒါမျိုးလေးတိုင်တို့တတိုင်ထိုးပြီးဖွင့်ပြီးတခါထိုးမယ်နော်ဖို့မိတခါထိုးပြီးဒီတိုင်တို့ရဲ့အထိတ်လေးမှာကန်းလန်လေးထည့်ပြီးတော့ချက်ကော်လေးနဲ့ရှိတ်လိုက်မယ်နော် ဲ့မျိုးလေးချက်ကော့လေးနဲ့ရှိပ်ပြီးဒီတိုင်တူထိုးထားတဲ့ပုံမှာပဲတိုင်တူလေးတတိုင်းပြန်လာမယ်เนาะပြီးရင်ဒီဘက်ကိုပတ်ပတ်ပြီးထိုးလာမယ်เนาะဒီဘက်ကို ပြန်ပတ်လာမယ်တိုင်လက်ထိုးထားတဲ့နေရာမှာတိုင်လက်เนาะပြီးရင်တိုင်ရှိထိုးထားတဲ့နေရာမှာတိုင်ရှိပြီးရင်နှည်တင်တိုင်းထိုးထားတဲ့နေရာမှာနှည်တင်တိုင်း နော်ဒါမျိုးလေအဆုံးထိရောက်အောင် ထိုးလာပါမယ်နော်နောက်ဆုံးထိရောက်ပြီနော်နောက်ဆုံးထိရောက်ပြီဆိုရင်ဒီညာလေးမှာဖွင့်မီတဲ့တစ်ချက်တက်ပြီးတော့ခြေစကိုရှိရှိလေးဖြတ်လိုက်ပါမယ်နော်ချုပ်ရက်လေးထည့်ပြီးတော့ဒီမှာဒီထိတ်လေးကနေချုပ်လိုက်မယ်နော်ဒီလိုမျိုးလေးလှလှလေးရှုပ်လိုက်မယ်နော်ထိတ်မှချွွှွန်လေးရအောင် နော်ပြီးရင်ဒီအစားလေးကိုဒီနောက်လေးဒီထဲမှာတိမ့်မယ်နော်တိရွက်လေးကိုတောင်းတောင်းလေးဖြစ်သွားအောင်တိမ့်မယ်နော်ဒီနေရာမှာမင်းမရှုပ်လိုက်တာတိတ်ပြီးတော့အချွန်လေးမပေါ်ဘူးเนาะတိတ်ပြီးတော့ရှုပ်လိုက်တာမတိမတက်ဖြစ်သွားတယ်เนาะကိုယ့်ဘာသာကိုရှုပ်တဲ့အခါမှာလက်နာလေးရှုပ်လိုက်ပါเนาะ โอเคဒီမှာတိရလေးအနောက်မှာကျိုးစာလေးကိုသွားလိုက်ပြန်လိုက်နဲ့ဒီကျိုးစာလေးကိုတင်းလာလိုက်တာမမင်းကကျိုးစာလေးကိုဒီအလဲတက်တဲ့လေးမှာထားလာရယ်เนาะဒါလေးကိုမဖြတ်သေးနဲ့အောင်เนาะဒီတိုင်းထားထားမယ်เนาะโอเคပြီးရင်ဒီအညာလေးနဲ့ဒီနှိကြည်ပန်းလေးနဲ့ကိုကော်လေးနဲ့ကတ်လိုက်ပါမယ်เนาะဒီဒီမှာဒီလိုမျိုးလေးအညာတန်လေးနဲ့တွဲပြီးပြီဆိုရင်ဒီမှာဒီအညာတန်နောက်လေးရနေပြီးတော့ ရှီစားလေးအချီအစိမ်းရောင်လေးဝင်ပြီးတော့ချိန်လိုက်မယ်နော်ဒါမျိုးလေးဒါမျိုးလေးဝင်ချိန်ပြီးဖုံးမီ30ထိုးသွားမယ်နော်ဖုံးမီ30တို့မဟုတ်ကိုကြိုက်နေတက်တလောက်ထိုးလို့ရတယ်ပေါ့နော်ကျိုးကိုချီချီလိုရင်လည်းချီချီပေါ့နော်တူတူလိုရင်လည်းတူတူထိုးသွားလို့ရတယ်နော်မိမိကတော့ဖုံးမီ30ပဲထိုးသွားတယ်နော် ဒီလိုမျိုးဖို့မီ30ရပြီဆိုရင်ဒီဘက်ဝင်လေးရဲ့အနောက်မှာလည်းရှီစားလေးကိုဝင်ရှိလိုက်မယ်နော်ဒါမျိုးလေးပြီးရင်ဖို့မီလေးတစ်ချက်တက်ပြီးတော့ရှီစားလေးကိုဖြတ်လိုက်မယ်နော်ပြီးရင်ဒီအဆလေးတွေကိုဒီအနောက်ဗီဒီယိုထဲမှာတည်တည်တတ်တတ်လေးတင်သွားပါမယ်နော်။ဒါမျိုးလေးလှုပ်သွားပြီဆိုရင်ဒီမှာခေါင်းတီးလေးနဲ့လာပြီးတော့တွဲပါမယ်နော်။ ခေါင်းသီးလေးနဲ့တွဲဖို့အတွက်ဒီလိုမျိုးလေးထည့်လိုက်ပါနော်အလဲလေးရပါဘောနော်ကိုကတစ်ဖက်ကိုတို့တစ်ဖက်ကိုအရည်လိုချင်လဲဒီလိုမျိုးလေးထားလိုက်ပါနော်ဒါမှမဟုတ်ညီတူညီမလိုချင်လဲတမျိုးလေးထားလိုက်ပါနော်ကဲပြီးရင်ဒီမှာခေါင်းသီးလေးကိုဒီအနောက်လေးကနေထည့်လိုက်မယ်နော်ပြီးရင်ချုပ်လိုက်ပါမယ်နော်ဒါ ိုရင်တော့မင်းမင်းကဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နော်။